င်္ဂလာပါဒီနေ့ကျွန်တော်မိတ်ဆွေတို့ကိုမိတ်ဆက်ပေးချင်တာကတော့ဂျပန်ကုမ္ပဏီ Audio Technica ကထုတ်လုပ်တဲ့ ATR 4697 USB Boundary Mic လေးပဲဖြစ်ပါတယ်အဓိကကတော့ online အစည်းအဝေးတွေကျွန်တော်ရုံးတွင်းအစည်းအဝေးတွေမှာအသံဖမ်းယူဖို့အတွက်ထုတ်လုပ်ထားတာဖြစ်ပါတယ်ဒီကောင်လေးကိုကျွန်တော်လောလောဆယ် unboxing လုပ်ပြမယ် သူရဲ့ကတ်တလောက်ပါမယ်အသုံးပြုပုံဆောက်ရွက်တွေပါမယ်ဒီဟာလေးပါပဲကျွန်တော်လက်ရှိအတန်ဖမ်းနေတာလဲဒီကောင်နဲ့ဖမ်းနေတာပါကျွန်တော် iPhone မှာဒီကောင်ကိုချိန်ထားတယ်ဒါလေးနဲ့အတန်ဖမ်းနေတာပါကျွန်တော် computer phone type c တွေမှာဒါတိုက်ချိန်ဆက်ပြီးသုံးနိုင်ပါတယ်တကယ်လို့ type c ဘောက်မပါဘူးဆိုရင်သူ့မှာ USB adapter လေးအပူထည့်ပေးထားပါတယ် type c ခေါင်းကို adapter လေးမှာထိုးလိုက်မယ်ထိုးပြီးရင်ဒီကောင်ကိုကျွန်တော်တို့ computer တွေ laptop တွေမှာထိုးပြီးသုံးလို့ရပါတယ် အဓိကအားတာတာကတော့သူ့မှာပါဝါပေးစရာမလိုဘူးကျွန်တော်ဖုန်းမှာပဲထိုးထိုးကွန်ပျူတာမှာပဲထိုးထိုးထိုးလိုက်တာနဲ့ဖုန်းတို့ကွန်ပျူတာတို့ရဲ့ပါဝါကိုပဲသူကယူသုံးသွားမှာပါတီးတန့်ပါဝါပေးစရာမလိုဘူးပေါ့ဘာကွန်ထရိုးမှာလဲခလုတ်မှာလဲမပါပါဘူးသူ့ကိုဒီလိုစပွဲမှာလိုချပြီးတော့ပဲသုံးသွားမှာကျွန်တော်လက်ရှိဒီလိုချထားပြီးသုံးနေတယ်ဒီမှာ audio technica တစ်စိတ်လေးပါတယ်ဒီကောင်က omni direction နဲ့ polar pattern ပါပါတယ်အဲ့ဒီတော့ ပတ်ချာလဲ360ဒီဂရီပတ်ချာလဲအတန်တွေကိုကောင်းကောင်းဖမ်းမိနိုင်ပါတယ်ကျွန်တော်အစည်းအဝေးတွေမှာအားလုံးစုထိုင်တဲ့အလဲစပွဲရဲ့အလဲတက်တဲ့မှာဒီကောင်လေးကိုချလိုက်လိုလေးပေါ့နော်လိုလေးချထားလိုက်ပြီဆိုရင်ကျွန်တော်ပတ်ချာလဲမှာရှိတဲ့အတန်အားလုံးကိုကြည်ကြည်လင်လင်ဖမ်းမိနိုင်ပါတယ်ကွန်ဒစာမိုက်ခရိုဖုန်းဖြစ်တဲ့အတွက်ကျွန်တော်ပတ်ဝန်းကျင်စုညံတာမရှိရင်တော့အကောင်းဆုံးပါသူ့မှာ noise cancelling တော့ပါပေမဲ့ကွန်ဒစာဖြစ်တဲ့အတွက်အရန်ကြီးတော့သူကမဖြောက်ပေးနိုင်ဘူး noise တွေကိုပတ်ဝန်းကျင်တိတ်ဆိတ်လေကောင်းလေပါပဲရုံကန်တွင်ရတော့ဘူကောင်းတာပါ အလေးချိန်ဆိုရင်လည်းပေါ့ပေါ့ဘာဘာလေးဖြစ်တဲ့အတွက်တွားလီယာမှာယူဆောင်သွားလို့ရတယ်ပေါ်တီဘယ်ဖြစ်တယ်သူ့ရဲ့အကွာဝေးကလည်း8စင်တီမီတာပဲရှိပါတယ်ဒါကြောင့်နေရာလည်းအများကြီးမယူဘူးဖုန်းနဲ့ conferencing လုပ်တာတွေ zoom meeting တွေ skype တို့ google meet တို့အဲ့လိုဟာမျိုးတွေမှာကိုယ့်ရဲ့အတန်ကိုတစ်ဖက်ကအရေးသွေးပြပြနဲ့ quality ကောင်းကောင်းလေးကြားရမှာဖြစ်ပါတယ်ကျွန်တော်တို့ podcast အတန်ဖန်တဲ့လူတွေအတန်မှတ်တမ်းဖန်တဲ့လူတွေတော့ကျွန်တော် tutorial ရဲ့ သင်ကန်းစာဗီဒီယိုတွေမှာအတန်သွင်းမှုအတွက်ဒီလိုနေရာတွေမှာလည်းကောင်းကောင်းအသုံးပြုနိုင်ပါတယ်ဒီကောင်ကအာသာချက်တွေရတော့အသုံးပြုရတာလွယ်တယ် USB C ဒါမှမဟုတ်ရင်ဒီလို adapter ခံပြီးတော့ USB တိုက်ရင်လည်း computer laptop အားလုံးနှစ်သက်ရမှာသုံးဆွဲလို့ရတယ်ဈေးအားဖြင့်လည်းတသိန်းခွဲဝန်းကျင်သာရှိတာမဟုတ်လို့ဈေးကြီးတယ်လို့ပြောလို့မရပါဘူးသူနဲ့အတန်ဖမ်းမယ်ဆိုရင်ကျွန်တော်က zoom သုံးမယ်ဆိုရင် zoom ရဲ့ setting ထဲမှာသူ့ကိုရွေးပြီးလို့ရပါတယ်ဒရိုင်ဘာတွေသွင်းပေးစရာမလိုဘူး ကွန်ပျူတာမှာ33ဖုန်းမှာ33ကျွန်တော်က driver တွေသွင်းစရာမလိုဘူးချိန်တာနဲ့ plan play တန်းသိပါတယ်လှုပ်လှုပ်ပါတယ်ကျွန်တော် software တွေ zoom တို့မှာဖုန်းမှာအတန်ဖမ်းဖို့ကွန်ပျူတာမှာအတန်ဖမ်းဖို့ audacity တို့လိုအတန်ဖမ်း software တခုခုနဲ့ချိတ်ဆက်ပြီးတော့ဒီကောင်ကိုဖမ်းယူနိုင်ပါတယ်ကျွန်တော်ဖုန်း recorder app နဲ့လည်းဖမ်းလို့ရပါတယ်ဒီကောင်အနှစ်ချုပ်ပြောရရင်တော့ဈေးချို quality ကောင်းပြီးတော့အကောင်သေးသေးလေးနဲ့အစွမ်းထက်တဲ့ ွန်ဒန်ဆာမိုက်ခရိုဖုန်းတစ်လုံးဖြစ်ပါတယ်အပျော်တမ်းဂီတာ TV လိုက်လွင့်သချင်းဆိုတာတွေအထိသုံးလို့ရပါတယ်ဒါပေမဲ့ recording grade ကွန်ဒန်ဆာမိုက်ခရိုဖုန်းတွေကိုတော့မမီဘူးပေါ့ဗျာသူ့အတိုင်းဒါလေးနဲ့သူတော့အကောင်းဆုံးအသုံးပြုနိုင်ပါတယ်ဒါလေးကိုလိုအပ်မယ်ဆိုရင်အသိန်းခွဲဝင်းကျင်နဲ့ကျွန်တော်စီမှာဝယ်ယူရရှိနိုင်ပါတယ်ကြည့်ရှုပေးတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်။သိကျင်တာများရှိရင်လည်းကျွန်တော်ကို comment မှာမေးခဲ့လို့ရပါတယ်။ကျွန်တော်ပြန်ဖြေပေးပါမယ်။ကျွန်တော် channel လေးကိုလည်း follow subscribe လေးလုပ်ပေးကြပါဦး။နောက် video မှာကျွန်တော်ပြန်ဆောင်ကြပါမယ်။